ဝင်လေးပြီးတော့ပင်ပန်းနေလို့ရှိရင်နဲ့ငါရှိလာပါတဲ့သင်တို့ကိုငါကအနာပေးမယ်တဲ့ come to me all you who are labor and burdened i will give you rest တမန်ပိတ်ဆွေပေါင်းတို့ကျွန်းတို့ဘဝမှာအနာယူဖို့လိုအပ်ပါတယ် အခုကျွန်တို့တွေသူတို့ဖြင့်နောက်ပိုင်းကြီးပြင်းလာတဲ့လူငယ်တွေဆိုလို့ရှိရင် self boundary နဲ့ self care ဆိုတဲ့စကားလုံးလေးနှလုံးကိုသူတို့တွေပိုင်ပိုင်နိုင်နိုင် အသုံးချလာပါပြီကျွန်တော်ငငယ်တော့အကြီးပြင်းခဲ့တဲ့ဘဝတွေဆိုရင်အကြီးအကဲကဖြစ်ဖြစ်မိဃဘဖြစ်ဖြစ်ကျွန်တော်တို့အားနာလို့ မပြောရဲလို့ကျွန်တော်တို့က yes ဆိုရင် no ပြောတယ် no လို့ပြောရမယ်ဆိုလို့ရှင် yes တွေပြောတယ်အဲ့ဒီတော့ဘာတွေဖြစ်တယ်လဲဆိုတဲ့အခါကြလို့ရှင်ကျွန်တို့ဟာမလေးတဲ့နယ်ဝင်တွေကိုကျွန်တို့ကထမ်းယူဒါပေမဲ့အခုမျက်မှောက်ခင်မှာတော့လုံနိုင်ရင်လုံနိုင်တယ်မလုံနိုင်ရင်မလုံနိုင်ဘူးလို့ပြောလာတဲ့အခါမှာကျွန်တို့တွေပြုပြင် ပြောင်းလဲစရာတွေကို မိသားစုမှာဖြစ်ဖြစ်အသင်းတော်မှာဖြစ်ဖြစ်တွေ့မြင်လာပြီးဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့လူတွေဟာကိုကိုကိုဘလို့ဂယုဆိုက်ရမလဲဆိုတာကိုသိရှိလာလို့ပဲဖြစ်ပါတယ်။ခရစ်သခင်၌ချစ်ခင်လေးစားပါတော်ဘာသူဓမ္မမိတ်ဆွေပေါင်းတို့ယခုမျက်မှောက်ခေတ်မှာကျွန်ုပ်တို့တွေအားလုံးဘဝတတကို ရှင်သန်တဲ့အခါမှာကျွန်ုပ်တို့တွေဝင်တော့ဝင်ဖို့တွေရှိကြတယ်ဆိုတာကိုကျွန်ုပ်တို့တွေ့ရှိကြတယ် ဥမာလေးတစ်ခုမေးကြည့်ပါမယ်။အခုဒီမှာရှိတဲ့ဓမ္မမိတ်ဆွေဝင်နေမနေ့အိယာထားတဲ့အခါမှာငါဘာခံစားချက်ရှိလဲလို့မေးလိုက်လို့ရှိရင်ကျွန်တော်ကအားလုံးပျော်ပျော်ရွှင်ရွှင်ကြီးနဲ့နေတဲ့မှာကျေးဇူးတော်အသည့်နဲ့ဝမ်းမြောက်ဝမ်းသာနဲ့ထနိုင်လားလို့ကိုကိုကိုမေးကြည့်ပါမနေ့သားအိယာအသည့်ထလာတယ်ဘာခံစားချက်မှလည်းခံစားလို့မရအောင် အတွေ့တွေမှာလည်းမွန့်ချက်နေနေတဲ့မှာပေးတဲ့ဘုရားနဲ့ဂျေဇုတော်အစ်စ်တွေကို ကျွန်တော်တို့မြဝါထင်ထင်နဲ့ပျော်ရွှင်ဝမ်းမြောက်ခြင်းနဲ့ကျွန်တော်တို့တွေမရှိဘူးဆိုလို့ရှိရင်ကျင်းတည်တယ်အဲ့ဒါကကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာ burden လေးလံနေလို့ပဲဖြစ်တယ်ဒါကြောင့်မလို့အခုကျွန်တော်တို့တွေ trauma လို့ခေါ်တဲ့ဘဝမှာဒဏ်ရာတွေ stress လို့ခေါ်တဲ့ဘဝမှာလေးလံမှုတွေကိုကျွန်တော်တို့တွေဟာ ပြန်ပြီးသုံးသက်ပြီးတော့မှဒီဟာတွေကနေလွတ်မြောက်အောင်လို့ဘယ်လိုလုပ်ကြမလဲဆိုတဲ့နီးလန်းတွေကိုကျွန်ုပ်တို့ရှာဖွေလာကြပါတယ်ဒီနေ့သခင်ခွတ်တော်ကကျွန်ုပ်တို့တဦးစီကို invite လုပ်ပါအဲ့ဒါကပါလဲပြီးတော့ဝင်လေးပြီးတော့ပင်ပန်းနေလို့ရှိရင်တဲ့သူရှိလာပါတဲ့သူကနှစ်သိမ့်ပေးမယ်တဲ့ဒီနေ့ဒီမှာလာရောက်ကြတဲ့ခရိယန်ကက်သလစ်ဘာသာဝင်တွေဖိယားသခင်ရဲ့နှစ်သိမ့်ခြင်း ဖျားသခင်ရဲ့အနာပေးခြင်းကိုကျွန်တို့ဘဝမှာရရှိခံစားဘူးလားလို့ဒီကနေ့ ပြန်လည်ပြီးကိုကုတ်ကိုမိကွန်လေးမိကြည့်အောင်ကျွန်တော်ဘဝမှာအမှန်တကယ်ကြုံဆုံဘူးတဲ့ကျွန်တော်ရဲ့ဘဝတက်တယ်လေးတစ်ခုကို ဝင်မျှလို့ရတယ်။အဲ့ဒါကတော့ကျွန်တော်2008ခုနှစ်တုန်းက ကိုဗစ်ဖြစ်ပြီး3-4လလောက် sorry nagis မုန်တိုင်းဝင်ပြီး လေးလလောက်မှာကျွန်တော်တွေ့ကြုံခဲ့ရတဲ့ကျွန်တော်ဘဝအတွေ့အကြုံလေးဖြစ်ပါတယ်။အဲ့ဒီအချိန်တုန်းကကျွန်တော်ဟာယဟန်တပါးအနေနဲ့ရန်ကုန်ဂိုင်းချုပ်သာသနာတော်ရဲ့ဂရုဏာလုပ်ငန်းမှာ Diocese တစ်ခုလုံးရဲ့ Director အဖြစ်နဲ့ကျွန်တော်တာဝန်ယူထမ်းဆောင်ရပါတယ်။နာဂစ်ဖြစ်တဲ့အခါမှာ နေရာမြောက်များစွာမှာပျက်စီးသွားတယ်။လူတွေတည်ကြည်ကြဂရုဏာလုပ်ငန်းဖြစ်တဲ့အတွက် လူတွေကိုတွားရောက်ကူညီပေးရတဲ့အခါမှာလူတွေရဲ့ဝမ်းနဲ့ကြေကွဲမှုတွေတည်ဆုံးကြတဲ့အရာတွေချောင်းနေမြစ်တွေမှာတွားလို့ရှင်အင်ကြီးတွေကတိုးလို့တန်းလန်းတဲ့အသားစားတွေကတိုးလို့တန်းလန်းတဲ့ပြီးတော့တဲ့အခါကျရင်လှုပ်ဆောင်ရတဲ့အခါမှာနိုင်ငံရေးအခြေအနေလမ်းပန်းဆက်သွယ်ရေးမကောင်းတာတွေနဲ့ပင်မခက်ခဲမှုတွေ ပြီးသွားတဲ့အခါကျရင်လူတွေရဲ့အမြင်မပွင့်မှုတွေဒါတွေအကုန်လုံးလောက်ရတဲ့အခါမှာသုံးလပြီးသွားတဲ့အခါမှာကျွန်တော်ဘဝမှာဘာဖြစ်သွားလဲဆိုတဲ့အခါကျရင်အမောင်လွမ်းသွားတယ်အမောင်လွမ်းတယ်ဆိုတာဘာလဲဆိုရင်ပျော်ရွှင်ခြင်းကိုဗမာရှာယာမှမသိဘူးလူတွေကိုမြင်လိုက်တိုင်းမှာငါ့ကိုအပြစ်တင်တော့မှာပဲဆိုတဲ့အတွေးဝင်သွားတယ် ဲ့လိုဖြစ်နေတဲ့အချိန်မှာနောက်ဆုံးပိတ်ဘာဖြစ်သွားလဲဆိုရင်ဆေးရုံပေါ်ရောက်သွားတယ်ဆေးရုံမှာတပတ်လောက်ကုသခြင်းခံယူပြီးတဲ့အခါမှာဒီ stress တွေမြည်ပြီးတော့ Saint Francis တောင်ဝေဘုရားကျောင်းလေးမှာကျွန်တော်သွမ်းနာတယ်သွမ်းနာတဲ့အခါကျတော့တရက်မှာမနှစ်ဆယ်နာရီလောက်ကျွန်တော်ဘုရားကျောင်းတဲကိုသွားပြီးတော့ကိုရမြတ်ဗိမာန်ရှိမှာဘုရားကိုကျွန်တော်သွားပြီးတော့ complain အပြစ်သွားတင်မိတယ်ကိုရောတပည့်တော်အကောင်းဆုံးစူးစမ်းပါလျက်ယူယူသားသားလုခဲ့ပါလျက်တပည့်တော်ကိုဘာကြောင့်ဒီဖြစ်ပြက်တွေနဲ့ကြုံတွေ့စေရတာလဲလို့ဘုရားသခင်ကိုတွားပြီး complain တက်ပါတယ်အဲ့ဒီအချိန်မှာကျွန်တော်ကိုဘုရားကစကားပြောပါတယ် ဖះစကားပြောတယ်ဆိုတဲ့အခါမှာမေးစရာရှိတာဖတဲ့ဖះစကားပြောတယ်ဆိုတာယောက်ျားတန်လားမိန်းမတန်လားခလေးတန်လားလူကြီးတန်လားကိုရောကအဲ့စကားကိုဖះပြောတယ်လို့ကိုရောဘယ်လိုလုပ်ပြောနိုင်တာလဲလို့မေးစရာမေးခွန်းရှိလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ဒီမှာကျွန်တော်တို့အားလုံးဖះကိုယုံကြည်တဲ့လူတွေမျက်လုံးနဲ့မတွေ့ဘူး။နားနဲ့လည်းမကြားဘူး။ခန္ဓာကိုယ်ရလည်းထိတွေ့မှုမရှိဘူး။ဒါမဲ့ယုံကြည်နေကြတယ် ဆိုတော့ကျွန်တော်ကိုဖះပြောတယ်ဆိုတဲ့ဇကားကိုကျွန်တော်ဘာဖြစ်လို့ယုံကြည်လဲဆိုရင်ကျွန်တော်အဲ့2008တုန်းကတွေ့ကြုံခဲ့ရတဲ့အခြေမျိုးနဲ့တူညီတဲ့အဖြစ်အပျက်မျိုးကိုကျွန်တော်တွေ့ကြုံရတဲ့အခါတိုင်းမှာအဲ့ကျွန်တော်ကြားခဲ့ရတဲ့အတန်ကကျွန်တော်ကိုနှစ်သိမ့်မှုလွတ်မြောက်မှုခွန်အားတွေပြန်ပေးလို့ဖြစ်ပါတယ်အဲ့ဇကားကဘာပြောတာလဲဆိုတော့ကျွန်တော်ဖះเจ้าနဲ့တွားပြီးကုရမြတ်ဗိမ္မာန်အရှိမှာ ဖျားသခင်ကိုသွားပြီး complain နေတက်တဲ့အခါမှာဖျားကကျွန်တော်ကိုပြောလိုက်တဲ့စကားလေးရှိတယ်။အဲ့စကားကပါလဲဆိုရင်နေမငါအတွက်အချိန်မရှိတာတဲ့။ချစ်လာသောဘာသူတမမိတ်ဆွေပေါင်းတို့အဲ့စကားကကျွန်တော်ကိုဖျားပြောတယ်လို့ကျွန်တော်အယမ်းယုံကြည်တယ်။နေမငါအတွက်အချိန်မရှိတာဆိုတဲ့စကားလေးဖြစ်ပါတယ်။ အဲ့ဒါလေးကိုကျွန်တော်ကြားလိုက်တဲ့အခါမှာပဲချက်ချင်းပဲကျွန်တော်စိတ်ထဲမှာခွန်အားတစ်ခုရလိုက်တယ်။အရင်တော့ကျွန်တော်ထင်တာကငါကအကောင်းနေငါကအဖြောက်မှတ်တယ်ငါကအကောင်းဆုံးလှုပ်ဆောင်နေတယ်ဆိုတဲ့အရာကိုကျွန်တော်ကအရှိန်အတင်ခဲ့မိတယ်။ဒါပေမဲ့လို့ဖခင်ကကျွန်တော်ကိုဒီစကားပြောတဲ့အခါမှာနေမငါအတွက်အချိန်မရှိတာဆိုတဲ့စကားကိုကျွန်တော်ကြားလိုက်တဲ့အခါမှာကိုကိုကို ပြန်တတိရလိုက်တာကငါမဟုတ်ဘူးဘုရားသခင်ရှိမှငါကမှချီးကပ်မှုအားနေခဲ့တာပဲဘုရားသခင်ထဲမှာငါအတူတူမသွားခဲ့တာပဲဆိုရဲအတိတရားပြောင်းလဲသွားပြီး ကိုယ့်ကိုယ်ကိုနှင့်သိမ့်ခြင်းရသွားတယ်အဲ့ဒီနောက်ပိုင်းနေမှာကျွန်တော်ဘဝမှာမကျေနပ်တာတွေအစင်မပြေတာတွေအကောင်းဆုံးကြိုးစားလုပ်ဆောင်ရတဲ့အားနဲ့မဖြစ်ဘူးလို့ထင်လာလို့ရှင်ငါ ဖြစ်နေတယ်ပဝင်းကျင်တယ်မဆိုင်ဘူးငါဖျားသခင်ရှိကို ပြန်ပြီးဖျားနဲ့ငါအချိန်ပေးရမယ်ဆိုတဲ့အရာကိုဖျားသခင်ရဲ့မျက်မှောက်တော်ကိုငါပြန်တိုးဝင်ရမယ်ဆိုတဲ့အရာကိုအရန်ကျင်းတည်တည်သွားတယ်လူဘဝမှာတော့မပြည့်စုံပါဘူးခံစားချက်တွေရှိပါတယ်ဒါပေမဲ့လို့အခြေအနေပေါ်လူတွေပေါ်ထက် ငါနဲ့ဘုရားသခင်နဲ့ဝေးကွာမှုကြောင့်ဖြစ်ပေါ်တယ်ဆိုတဲ့အရာကိုရရှိပြီးဘုရားသခင်ရှိကိုပြန်လာတဲ့အခါတိုင်းမှာခွန်အားတွေပြန်ရတဲ့ကျွန်တော်ရဲ့ဘဝတသက်လေးကိုဝင်မျှတာပဲဖြစ်ပါတယ်ခရစ်သခင်၌ချစ်ခင်လေးစားပါတော့ဘာသူဓမ္မမိတ်ဆွေပေါင်းတို့ကျွန်ုပ်တို့လူတွေတွေးတဲ့အတွေးနဲ့ဘုရားသခင်ရဲ့အကြံစီတော်ဟာတစ်ခါတစ်ခါကြာရင်စန့်ကျင်ဘက်တွေဖြစ်ပါတယ် ဒီနေ့ပထမအကျမ်းသာရမြတ်ထဲမှာလူတွေတွေးတဲ့ခွန်အားကြီးတဲ့ပုဂ္ဂိုလ်ဆိုတာသူတိုက်လိုက်တိုင်းလူတိုင်းကိုနိုင်ရမယ်။သူခိုင်းလိုက်တိုင်းလူတိုင်းကလုပ်ရမယ်။သူ့မှာခွန်အားတွေဟာတကဘာလုံးကိုပိုင်ဆိုင်နေလို့ကြီးမားတဲ့အရာတွေနဲ့ခွန်အားတွေနဲ့တိုင်းပါတယ်။ဒါပေမဲ့လို့ဇခရိုင်းပရောဖက်ကြီးကဘုရားသခင်ရဲ့ဗျာဒိတ်ယူပါရုံရတဲ့အခါမှာခွန်အားကြီးတဲ့ပုဂ္ဂိုလ်ဟာတဲ့ သေးငယ်တဲ့မြီးလေးကိုစီးပြီးတော့မှနှိတ်ချခြင်းနဲ့ချစ်ချင်းမြတ်တာနဲ့ဒီလောကကိုဝင်ရောက်လာတဲ့ပုံကူဖြစ်တယ်လို့ကျူတင်ပြီးနမိတ်ဖတ်ခဲ့ပါတယ်။အဝေးမကြည့်နဲ့။တခင်ခွတ်တော်ရဲ့ဘဝတက်တာလေးမှာစကြောလာတဝမ်းလုံးကိုဖန်ဆင်းတဲ့တပါးီတော်သားတော်ဟာမြီးလေးကိုစီးပြီးဂျေရုဆလင်ကိုဝင်ပြီးသူ့ရဲ့နိုင်ငံတော်ဟာချစ်ချင်းမြတ်တာနိုင်ငံဖြောက်မတ်တဲ့နိုင်ငံအစေခံတဲ့နိုင်ငံတော်ကို သူတည်ထောင်ခဲ့တာဖြစ်ပါတယ်ဒီကနေ့ဒုတိယကျမ်းစာတော်မြတ်ထဲမှာယောမမျိုးသားတွေကိုတံပေါ်လူဟာဒါပဲပြောတယ်ကျွန်တို့ရဲ့ဘဝအတ္တတာမှာတဲ့လူဇာတိနဲ့အသက်ရှင်မှာလားဝိညာဉ်ဇာတိနဲ့အသက်ရှင်မှာလားတဲ့လူဇာတိနဲ့ဆိုရင်တော့ငါလို့အခြေခံပဲတဲ့ဝိညာဉ်ဇာတိဆိုရင်တော့ကိုရောလို့အခြေခံပဲဒါကြောင့်မလို့ခရစ်သခင်ကချစ်ခင်လေးစားပါတော့ဘာသူတမမိတ်ဆွေပေါင်းတို့ကိုဘဝမှာပင်မန်းလာရဲ့ ငါကကြီးပဲဖြစ်နေလေလို့ထင်လာလို့ရှင်အဲ့ဒါဟာတပားသူတွေနဲ့မဟုတ်ဘဲနဲ့ဘုရားသခင်ရှင်၌ကျွန်တော်တို့လာရောက်ပြီးဘုရားသခင်ထာ၌ခွန်အားယူဖို့အတိပေးနေတဲ့ဝန်ထင်တစ်ခုဖြစ်တယ်ဆိုတာကိုဒီကနေ့ကျွန်တော်တို့နှုတ်ကပတ်တော်ကသတိပေးပါဒါကြောင့်မလို့ခရိယန်တင်းတော်မှာကျွန်တော်တို့ယုံကြည်တာလေးတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတဲ့အခါကြလို့ရှင်ဒုက္ခအခက်ခဲအားလုံးရဲ့အရင်အမြစ်ဟာတဲ့ အပြစ်တရားကြောင့်ဖြစ်ပြီးအပြစ်တရားကတော့ဖိယသခင်နဲ့ဝေးကွာနေခြင်းကြောင့်ဖြစ်တယ်တဲ့ဒုက္ခခက်ခဲကြားထဲမှာငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းနဲ့ခွန်အားကိုပေးတာကတော့သခင်ခရစ်တော်ရဲ့တရားတော်ပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်သခင်ခရစ်တော်ကမွေးဖွားလာတဲ့ကနေပြိဋိဘံဆန်တဲ့အထိဒုက္ခအတ္တတာလမ်းမှာရှောက်လန်းခဲ့တော့ညာလည်းပဲဖိယသခင်အဖာခမီးတော်နဲ့အမြဲတမ်းပေါင်းဆက်ပြီးရှင်သန်တဲ့အတွက် ဒုက္ခခက်ခဲကြတဲ့မှာလွတ်မြောက်ခြင်းနဲ့ငြိမ်းချမ်းခြင်းကိုသူ့တရားတော်အပြင်ကျွန်တော်တို့ကိုသိရှိနားလည်စေပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဖခင်တခင်ရဲ့နာမတော်ကိုခေါ်တာတဲ့နာမည်ဒီအများကြီးတဲ့မှာ joy in the suffering နဲ့ဒုက္ခခက်ခဲကြတဲ့မှာဝမ်းမြောက်ခြင်းပျော်ရွှင်ခြင်းကို တွေ့မြင်ရခြင်းကဖခင်တခင်ရဲ့ဂုဏ်ပုဒ်တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ ဒါကြောင့်မလို့ခရစ်သတခင်၌ချစ်ခင်လေးစားပါတော်ဘာသူဓမ္မမိတ်ဆွေပေါင်းတို့ဒီကနေ့ကျွန်တော်တို့နှူးထလာတဲ့အခါမှာပင်မမှုတွေနွမ်းနယ်မှုတွေအစင်မပြေမှုတွေအငယ်မှုတွေဖြစ်နေတယ်ဆိုတဲ့အခါကျရင်အချက်ကလေးတစ်ချက်ကိုအတူတူတည်ရရအောင်ငါဖျားနဲ့ဝေးကွာပြီးဖျားသခင်ရဲ့မျက်မှောက်တော်ကိုခိုဝင်ခြင်းအဖြစ်ဖျားသခင်ကငါတို့အတွက်စောင့်မျှော်နေတယ်ဒီကနေ့နှုတ်ကပတ်တော်မှာကျွန်တော်တို့ကိုတည်ပြီးနေတဲ့ဝင်လေးပြီးပင်မနေသူ့ရှိလာပါ သူဟာနှစ်သိမ့်ပေးမယ်ဆိုတဲ့နှုတ်ကပတ်တော်ကိုခွန်အားယူနေလွတ်တော်ဂျေစုဖျားပြားကိုဒီမီစာတက်တဲ့မြန်မာဆက်လက်တောင်းခံရအောင်လို့အလုံးကိုဖိတ်ခေါ်လိုက်ပါတယ်သူတို့တူးစီကိုဖျားကောင်းကြီးပေးပါစေ